တနင်္လာသာသမီများအတွက်အခုဒါဝင်ရောက်ဖြတ်တန်းရတော့မယ့်အော်တိုဘာလတလတာနဲ့ပတ်သက်တဲ့ကကြမအခြေအနေကိုအရင်ဆုံးဗီဒီယိုကိန်းနဲ့ဟောပြောပေးမှာပါ။အဲပြီးတဲ့အခါမှာတဲရော့ကလေးတွေနဲ့လည်းပဲကကြမဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။တနင်္လာသာသမီများအနေနဲ့အခုဒီအော်တိုဘာလတလတာဟာမထင်မှတ်တာတွေမမျောလင့်တာတွေအံ့အားသင့်ပွေရာအဖြစ်ဖြစ်တွေကိုကြုံတွေ့ရစေနိုင်တဲ့ဒါလာတလာပဲဖြစ်ပါတယ်။အဲတော့ဒါထူးထူးခြားခြားအဖြစ်ပြက်တွေကိုပေါ့နော်။ ကြုံတွေ့ရနိုင်ပါတယ်အဲ့တော့ကောင်းလာတွေလည်းရှိနိုင်သလိုအဲဆိုးလာတွေလည်းပဲရှိနိုင်ပါတယ်နောက်ထပ်ထူးခြားတာကတော့ဘယ်ကိစ္စပဲဖြစ်ဖြစ်နှစ်ခါထပ်ထပ်ပြီးတော့ဖြစ်တတ်ပါတယ်အဲ့တော့ကောင်းတာပဲကြုံကြုံဆိုးတာပဲကြုံကြုံနှစ်ခါထပ်ပြီးတော့ကြုံရတတ်တဲ့ပုံစံမျိုးလေးတွေဖြစ်တတ်ပါတယ်နောက်ဒီတလားတာကာလအတွင်းမှာတချို့သောကိစ္စတွေကကြိုတင်ပြင်ဆင်ပြီးတော့ဒါစီစဉ်ထားတဲ့ကိစ္စတွေမှာအစီအစဉ်တွေじゃ ဖြစ်ချင်မှာဖြစ်လာပါလိမ့်မယ်။မစီစဉ်ထားတဲ့ကိစ္စတွေ၊မရည်ရွယ်ထားတဲ့ကိစ္စတွေ၊မမျှော်လင့်ထားတဲ့ကိစ္စတွေ၊မထင်မှတ်ထားတဲ့ကိစ္စတွေကများသောအားဖြင့်ပုံမှုပြီးတော့ကြုံတွေ့ရတတ်ပါတယ်။အဲ့တော့အကောင်းဆုံးအကြံဉာဏ်ပေးချင်တာကတော့ဖြက်ခနဲ့ပေါ်ရင်စက်ခနဲ့လောက်ပါလို့ဒါပြောရမယ်ပုံစံမျိုးပါပဲအဲ့တော့ဘယ်ကိစ္စပဲဖြစ်ဖြစ်ပေါ့နော်ပေါ်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့လောက်ကန်ဆောင်ရတာကပုံမှုပြီးတော့ဒါအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်အဲ့တော့တလားတာကာလအတွင်းမှာ ခရီးတို့သွားလာလှုပ်ရှားမှုတို့နဲ့အလွန်အကျိုးပေးစေနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။နောက်ရန်ဝေးနဲ့ပတ်သက်တဲ့ကုညီကောင်အထောက်ပံ့ကောင်အဆက်အသွယ်ကောင်တွေလည်းပဲရရှိစေတတ်ပါတယ်။တလားတာကာလအတွင်းမှာညီညီလေးနေနေရတာမျိုးမဟုတ်ဘဲနဲ့လှုပ်လှုပ်ရှားရှားသွားသွားလာလာနဲ့လောဝါကန်ရနေရထိုင်ရတတ်တာမျိုးလေးတွေကြုံရတတ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲ အပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာတင်းနာသားသမီးများဟာတလားတာကာလာတွင်းမှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အချက်လေးကတော်တော်လေးအရေးကြီးပါတယ်စိတ်တက်ကြနေတာတို့စိတ်အားငယ်နေတာတို့เนาะကို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 ယုံကြည်မှုတွေအဲယောနေနေတာလို့တို့မဖြစ်ပါစေနဲ့ဘလို့အခက်ခဲဘလို့အတားဆီးမှုကိုမစိုးရင်ဆိုင်ဖြော ကျော်ဖြတ်သွားနိုင်တယ်ဆိုတဲ့စိတ်မျိုးကိုမွေးမြူထားဖို့လိုပါတယ်။ရန်လေးတွေအတိုက်ခိုက်လေးတွေရှိနိုင်တော့လည်းပဲအောင်မြင်စွာဖြတ်ကျော်နိုင်ပါလိမ့်မယ်။အမှုကိစ္စပြဿနာလိုဟာမျိုးပြောဆိုဖြေရှင်းရမယ့်ကိစ္စရမျိုးတွေကိုလည်းပဲအောင်မြင်စွာဖြေရှင်းလုံဆောင်နိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်စနေကြိုအားကောင်းနေတာဖြစ်တဲ့အတွက်နိုင်ငံရချားနဲ့ပတ်သက်တဲ့ကိစ္စရတွေကိုစီစဉ်ဆောင်ရွက်နေတဲ့သူတွေလည်းပဲအဆင်ပြေပါတယ်။နောက်လူမျိုးသားဘာသာသားနဲ့ အကျိုးပေးတတ်တယ်လို့တွေ့ရပါတယ်။နိုင်ငံရခြားအဝေးကိုရောက်နေတဲ့သူတွေကလည်းပဲပို့ပြီးတော့အဆင်ပြေမှုတွေရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။အဲ့တော့အထူးဂရုစိုက်ဖို့လိုတာကတော့လူမှုပေါင်းတင်ဆက်ဆံရေးပါပဲ။လူမှုရေးပိုင်းနဲ့ပတ်သက်တဲ့ဂျိုတွေကတော်တော်လေးညံ့နေပါတယ်။ဒါကြောင့်မလို့ဒီလာပိုင်းဟာလူအများနဲ့ပေါ့နော်အဆင်မပြေတာမျိုးတွေပို့ပြီးတော့ဖြစ်တတ်လွယ်ပါတယ်။ဒါတွေကိုသတိထားဖို့လိုပါတယ်။လုပ်ငန်းခိုင်ငံပိုင်းအခြေအနေလေးတွေမှာပြီးတော့အဆင်မပြေတဲ့လူမျိုးတွေ ဖြစ်နေတာပါတယ်လက်ရှိရှိရင်တဲ့အလုပ်လက်ရှိရှိရင်တဲ့နေရာမှာအဆင်မပြေမှုတွေများပြီးတော့အလုပ်သစ်နေရာသစ်ပုံစံသစ်တွေအပြောင်းလဲတွေရှာဖွေနေတဲ့သူတွေကတော့အဖွင့်လန်းကောင်းတွေရရှိပေါ်ပေါက်လာနိုင်လိမ့်မယ်လို့တွေ့ရပါတယ်ငွေကြေးကိစ္စတွေမှာမတည်မကြဖြစ်နေတာပါတယ်ရရရှိတဲ့ငွေတွေရှားမလို့လို့နဲ့မရဘူးဖြစ်နေတယ်ပေးစရာရှိတဲ့ငွေတွေဟာမပေးနိုင်သေးဘူးဖြစ်နေတယ်ငွေကြေးပိုင်းမှာထင်းငော့ခက်ခဲကြံ့ကြာမှုလေးတွေကြုံရတတ်ပါတယ်ခင်ဗျာ ကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကလည်းပဲအကောင်းအဆိုးကတော့ညီမျှနေပါတယ်တအားကြီးကျမ်းမာရေးကောင်းစေနိုင်တဲ့လာတလာပါလို့ပြောလို့မရသလိုကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တအားကြီးချူချာမှုတွေပေါ့နော်အဆိုးအညံ့တွေကြီးရဲ့ပဲကြုံတွေ့နေရမယ်လို့လည်းပဲမဟုတ်ပါဘူးခင်ဗျာကဲဒါကတော့ပထမဦးဆုံးဒါဒီရဲ့အင်္ဂါဝိစာကိုအခြေခံလာတဲ့သုံးနံပေါ်တော့တိုင်ပါပေါ့နော်ဒီခုအော်တိုဘာလာမှာကြုံတွေ့ရနိုင်တဲ့အခြေအနေတွေကိုအားလုံးခြုံငုံပြီးတော့ကျွန်တော်ဟောပြောပြတာပါ တဲရောကလေးနဲ့လည်းကျွန်တော်ကန်ချာမှာဖတ်ကြားပေးအောင်ပါပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီမေးမြန်းကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok ဘိုင်းမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီမေးမြန်းလို့ရှားပါတယ်ခင်ဗျာ တဦးချင်းတယောက်ချင်းရဲ့ဂိမ်းခန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဖြေရှင်ဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။နောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြေပေးဟောပေးပါတယ်။နောက်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ရောက်ရှိနေတဲ့နှစ်ကာလပိုင်းထားနဲ့ပတ်သက်တဲ့အခြေအနေတွေကိုသေချာနားလည်အောင် ဟောပြောပေးပါတယ်။ညံပူဇော်ကတဦးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ နောက်တစ်ခုက Play Store မှာစောရန်ထုံးဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ Bedding Application လေးကို download ဆက်ကကျွန်တော်နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့နေသားလိုက် Daily Haul တွေကိုနေ့စဉ်ဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။ဒါ့အပြင်တပတ်စာဟောသတန်းတွေတစ်လစာဟောသတန်းတွေအဲတစ်နှစ်စာဟောသတန်းတွေကိုလည်းပဲ Application လေးထဲမှာဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။ကျွန်တော်ကိုအားပေးတဲ့မိတ်ဆွေများက Application လေးကို download ဆက်ကဝင်ရောက်ကြည့်ရှုပါအောင်လို့လည်းပဲ တောင်းဆိုလိုက်ရပါတယ်ခင်ဗျာအခုကျွန်တော်ဆက်လက်ပြီးတော့တင်းလာသားသမီးများအတွက်ဒါကံကြမ္မာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်တင်းလာသားသမီးများကအတာခုဖြတ်တန်းဝင်ရပါတော့မယ်ပေါ့เนาะအော်တိုဘာလတလတာဆိုတဲ့အချိန်ကာလအတွင်းမှာကြီးခဲ့တဲ့သူတချို့ကြောင့်ပေါ့เนาะစိတ်တော်ကများစရာလေးတွေစိတ်ညစ်စရာလေးတွေကြုံရတတ်ပါတယ်နောက်တစ်ခုကဒီကာလပိုင်းခြားပေါ့เนาะဒီလာပိုင်းမှာ အပြိုင်ဆိုင်လေးတွေအနှောက်အယှက်လေးတွေရှိတတ်တယ်ဗျ။သိုးရလဲဆိုခဲ့တယ်ပေါ့နော်။လူမှုပေါင်းစင်ဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာလည်းပဲအဲခယူဆိုင်ဖို့ပေါ့နော်။အဲ့တော့အဲ့ဒီအချက်လေးတွေကိုတော့ထည့်ပြီးတော့ပြောကြပါလေ။နောက်ခြေထောက်တွေမသေးကျင်တာမလှုပ်ကျင်တာခြေထောက်နာတာခြေထောက်ထိခိုက်မိတာမျိုးတွေဖြစ်တတ်ပါလေ။အဲ့အရာလေးတွေကိုနည်းနည်းခယူဆိုင်ပေးပါ။အဲ့တော့ ိုးတက်အောင်မြင်မှုတွေကိုရရှိနိုင်တော်လဲပဲအခက်အခဲတွေနဲ့တူစိန်ခေါ်မှုတွေကြုံတွေ့ရစေနိုင်မဲ့လာတလာပဲလို့ဆိုရမှာပဲဖြစ်ပါတယ်အဲ့တော့ဆောင်းရဲရမဲ့ရေရာကတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ထာမပထောင်းညွတ်၁၂ညွတ်ရဲ့ဓမ္မောက်တပွဲရဲ့အလှူဒန်းပြီးတော့ကိုယ့်ရဲ့ကံတွေလက်တွေပွင့်လန်းတိုးတက်စေနိုင်ဖို့အတွက်ဆုတောင်းဆောင်ရွက်ပေးပါလို့ရေရာလေးပေးလိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် like share comment လေးတွေနဲ့ 阿比，给吧，兄弟啊！啊啊